င်္ဂလာပါရှင်ဒီ G1 ကလေးတွေအတွက်တက်ကနေ30အထိ အဲကိန်းလေးတွေရေးတွက်တာမှာကြာပန်းမေးတဲ့အခါမှာမေးမရဘူးဆိုတဲ့ comment လေးအတွက်ကိုပြန်လည်းဖြေချပေးလိုက်ပါပြီနော်အဲဆ iamma လေးရေပထမဦးဆုံးအနေနဲ့ तू ကဂျီဝမ်လေးလည်းဖြစ်တယ်တစ်ကနေ30အထိမရသေးဘူးဆိုရင်တော့ तू ဟာ KG မာတော့ကတေချာမတင်ခဲ့ရလေကလေးလေးဖြစ်ခြင်းနဲ့ဖြစ်နိုင်ပါလိမ့်မယ်နော်အဲအဲ့ဒါကြောင့်မလို့ညီမလေးကအရင်ဦးဆုံးအနေနဲ့ဘယ်လိုလုပ်မလဲဆိုရင် तू တို့ဒီလိုပစ္စည်းစိတ်ကိန်းစိတ်ကလေးတွေပေါ့နော်ကို့မှာအလွယ်ရတဲ့ကိန်းစိတ်ကလေးတွေခဲတံလေးတွေဖြစ်ဖြစ် ချိုးချင်ကိုမပါလာတဲ့ခဲတံလေးတွေပဲဖြစ်ဖြစ်ဟောနောက်ဟိုခဲပြက်ကလေးတွေပဲဖြစ်ဖြစ်အဲ့လိုကိန်းစစ်ကလေးတွေနဲ့အရင်ဥဆုံးတစ်ကနေငါအထီကိုအရင်ဥဆုံး remind ပြန်ခေါ်ပေးလိုက်ပါနော်ဘလို့ပြန်ခေါ်ပေးမလဲတစ်ကနေငါအထီဆိုရင်ဒီမှာဆိုရင်တို့မှာချိုးချင်လေးပဲနဲ့လုံးရှိလေရည်ကြည့်မယ်နော် တီနှင်းသုံးလေးငါဟုတ်ပြီမှန်တော့ဗောဒါဆိုရင်ဒီပိုက်တန်လေးဘယ်နဲ့ချောင်းရှိလဲရည်ကြည့်ရအောင်တီနှင်းသုံးလေးငါဆိုပြီးတော့အဲ့လိုလေးတွေ ကိန်းစစ်ကလေးတွေကိုရေးတွက်ကြည့်လိုက်မယ်အဲ့လိုရေးတွက်ပြီးတဲ့အခါမှာဟုတ်ပြီတတမီမီလေးတို့ရေးဒါဆိုရင်ရေးတွက်ပြီးသွားတတ်ပြီဆိုရင်ခြေဘနဲ့လုံးလဲတိဟုတ်ပြီအဲ့ဒါလေးကိုဒီလိုတေးလို့ခေါ်တယ်ဟုတ်ပြီဒါဆိုရင်ချိုချင်းလေးကဒီမှာဆိုနောက်ထပ်တစ်လုံးရောက်လာတော့ဘယ်နှလုံးဖြစ်သွားပြီတော့နှလုံးဒါဆိုရင်တတာကိုနှေးလို့ခေါ်တယ်နောက်ထပ်ချိုချင်းလေးနောက်ထပ်တစ်လုံးဝင်လိုက်မယ်ဘယ်နှလုံးဖြစ်သွားသုံးအဲ့ဒါလေးကို သုံးလို့ခေါ်ပဲ 3ကနန်းလေးပေါ့ဒါလေးကတော့နောက်တစ်ချိုချင်းလေးတစ်လုံးသွားမယ်ဆိုတော့ဘယ်နှလုံးရောက်လာပြီဘယ်နှလုံးဖြစ်သွားပြီ1 2 3 4ဟုတ်တာပေါ့4အဲ့ဒါလေးကတော့4ကနန်းဆိုတဲ့4ပေါ့အဲနောက်တစ်ကဲနောက်တစ်ချိုချင်းဘယ်နှလုံးရောက်လာမလဲတစ်လုံးရောက်လာပြန်ပြန်ကြီးကြည့်လိုက်အောင်ဘယ်နှလုံးဖြစ်သွားပြီလဲ1 2 3 4 3 4 5ဆိုအဲ့လိုလေးတွေရေးတွက်ပြီးတော့ဒါလေးကဟုတ်တာပေါ့ငါးကနန်းလေးဖြစ်တာပေါ့ဒါဆိုရင်တစ်ကနေငါးထီကိုပြန်ရေးကြည့်လိုက်ရအောင်ဆို1 2 3 4 5အဲ့ဒါလေးကိုမှညီမလေးကတစ်ခါပြန်ပြီးတော့လေကြပြားလေးနဲ့ပြန်ဆိုလိုက်ပေါ့နော်အဲဘလို့ကြပြားလေးဆိုမလဲဆိုဒါလေးကိုဘလို့ခေါ်လဲကိန်းကနန်းလေးလဲအရင်ပြလိုက်1ဒါလေးကိုဘလို့ခေါ်လဲ2ဒါလေးကိုဘလို့ခေါ်လဲ3 ဒါလေးကိုဘယ်လိုခေါ်လဲ3ဒီကနန်းလေးကဘာကနန်းလေးလဲ4ဒီကနန်းလေးကရော5ဟုတ်ပြီဒါဆိုရင်တို့ကေဂျီတုံးကတင်ခဲ့ရတယ်ဒါဆိုရင်ကြပြားလေးတို့ဆိုကြည့်မယ်ဆိုပြီးတော့ကိုကိုတက်လေးရောက်လို့လာမမနဲ့လဲပါညီတုံးလေးနဲ့ငါလဲပါအလုံးကကြမှာဆိုပြီးတော့ကြပြားလေးဆိုပြီးတော့အဲ့ငါထီကိုအရင် အဲပြန်လုတ်ပေးလိုက်ပေါ့နော်အဲ့လိုပြီးသွားပြီဆိုရင်ညီမလေးကဘာထပ်လုတ်မလဲဆိုရင်အဲဟုတ်ပြီတအုပ်သမီးတို့ရေတို့ကငါးအထိပြီးသွားပြီဆိုတော့အရင်တော့ငါးအထိပြီးခဲ့ပြီတို့ဒါလာမယ်တီးရည်ကြည့်ရအောင်ဆရာမလက်ထက်မှာဘာလေးတွေကင်ထားလဲပိုက်တန်လေးတွေကင်ထားတယ်ဟုတ်ပြီဒါဆိုရင်ပိုက်တန်လေးတွေကိုပြောကြည့်ရည်ကြည့်ရအောင်ပိုက်တန်လေးတွေကိုရည်တွေ့ကြည့်ရအောင်ဆိုတီးနီးတော့လေး ငါပေါ့နော်အဲအဲလိုလေးရေးတွက်ပြီးတဲ့အခါကျတော့ရေးတွက်ပြီးတဲ့ဆိုဟုတ်ပြီဒါဆိုရင်ငါရှိတယ်အဲ့ငါပြီးရင်နောက်ထပ်ဘာလာမလဲနောက်ထပ်တစ်ချောင်းပြီးတော့ဘာဟုတ်ချောင်းအဲခွန်ရှိကို 30အဲအဲ့ဒါဆိုရင်လည်းတစ်ကနေ30အထိနှစ်စာကိုချစ်34မတိရာမေ56နှစ်ချပါအဲ့လိုကြပြတစ်ကနေ30အထိကြပြလေးတွေကိုညီမလေးကတင်လိုက်တင်ပြီးတဲ့အခါမှာ तू ကရေတွက်တာညီမလေးကကိန်းကနန်းလေးတွေကိုလည်းပြကဲကျမလက်ထဲမှာကငါးထီကိန်းကပ်ပြားလေးတွေပဲပါလာတာဖြစ်တဲ့အတွက်ငါးထီကိန်းကပ်ပြားလေးတွေကိုအရင်ပြလိုက်မယ်နော်ဒါကိုဘလို့ခေါ်လဲတိဟုတ်ပြီဒီကနန်းလေးကိုဘလို့ခေါ်လဲငါဟုတ်ဟုတ်ပြီဒီကနန်းလေးကိုကြတော့ဘလို့ခေါ်လဲ နေ့ဟုတ်ပြီဒီကနန်းလေးကဘာလဲလေးဒီကနန်းလေးကဘာလဲ3အဲအဲ့ဒါဆိုရင်တော့1နှစ်3အဲ5ထီအောင်အရင်ဦးဆုံးအဲ့လိုမျိုးပြပြပြီးတဲ့အခါမှာတစ်ကနေ30ထီကိန်းကပ်ပြားလေးတွေကိုလှုပ်ထားလိုက်ကိန်းကပ်ပြားလေးတွေကိုလှုပ်ပြီးတော့မှတစ်ကနေ30ထီရေးလိုက် ဟိုကြာရခဏလေးတို့သူတို့မေ့တင်အဲ့ဒါမှသူတို့ကအမြင်များပြီးကံမှပို့ပြီးတော့မှတ်မိလာပါလိမ့်မယ်ခါကြရေးနေတယ်လို့ဆ iamma ရဲ့ကလေးလေးကတစ်ကနေ30အထိမှာကြာပန်းလေးတွေကိုနောက်ပိုင်းပြောနိုင်ပါလိမ့်မယ်နော်ဆ iamma ရေးဒါဆိုရင်ဆ iamma အတွဲမိကုံးလေးကိုပြန်ပြီးပြောပြပေးလိုက်တာကိုကျေနပ်မယ်လို့ထင်ပါတယ်နော်အဲအဆင်ပြေတယ်ဆိုရင်လည်း comment မှာဝင်ရေးပေးတော့ပါအောင်နော်ကျေးဇူးပါဆ iamma ရေး